မင်္ဂလာပါရှင်လိုက်စာ TV ရဲ့ဗမာတိုင်းရင်းသားဘာသာအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။နိုဝင်ဘာ19ရက်နေ့ညရရှိထားသောသတင်းတွေကိုကျမအခုမှကြေလာကနေပြီးတော့တင်ဆက်ပေးသွားပါမယ်ရှင်။ဖကမရှိကထောင်ဂျန်ကတ်မော်ဒီနိုဝင်ဘာ18ရက်နေ့ကစစ်ကောင်စီတပ်ကဒေသခံပြည်သူတွေကြောက်စိမ်တူးဖော်နေတဲ့နေရာကိုတနအီကျော်ဝင်းကျင်လောက်ကတရုံဖြည့်တိုက်ခိုက်သွားကြောင်းဒေသခံပြည်သူတွေစီကတီးရပါဗျာ။ အဆိုပါနေရာတွင်တူဖို့ရေးစက္ကရိယာကြီးများမပါဝင်ပဲတိရက်ခံပြည်သူတွေတနိုင်တပြင်တူဖို့တဲ့နေရာဖြစ်ပါတယ်။အခုလိုမျိုးဒရုန်ဖြင့်တိုက်ခိုက်ခံရတာကြောင့်ထိခိုက်ဒဏ်ရာရရှိသူများရှိတယ်လို့တည်ရပြီးတည်တင်းအပြည့်အစုံကိုတော့ဆက်လက်ဆောင်ဆန်းနေစေဖြစ်ပါတယ်။ ဖကန်တမကုံစစ်ကောင်စီတပ်ကပြည်သူများရှိရာရဲရွာများကိုအဓိကပြစ်မှတ်ထားပြီးလက်နက်ကြီးများတရုံများဖြင့်တိုက်ခိုက်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဒေသခံပြည်သူများထိခိုက်ဒဏ်ရာရရှိသူများနဲ့အသက်သေဆုံးမှုတွေများပြားလာကြောင်းလည်းသိရပါဗျ။စစ်ကောင်စီတပ်ဟာဖကန်တမကုံမှပြည်သူများရှိရာတို့လက်နက်ကြီးများဖြင့်ရန်တမ်းပစ်ခတ်မှုကြောင့်ပြည်သူများထိခိုက်ဒဏ်ရာရရှိပြီးအသက်သေဆုံးမှုများလည်းနေ့တိုင်းဆိုသလိုရှိနေကြောင်းသိရပါဗျ။ ဝေဘာ၁၉ရက်နေ့မနက်9:30အခန်းတွင်လည်းမရှိကထောင်ဘတ်တွင်လက်လက်သေးကြီးများကြက်ရောက်ပောက်ကွဲမှုများရှိခဲ့ပြီးနဝေဘာ၁၈ရက်နေ့နေ့လည်းတနာရီ45မိနစ်တွင်လည်းမရှိကထောင်နှင့်ဂျန်ကန်မော်ဒီရာများတွင်စစ်ကောင်စီတပ်မှဒရုန်းဖြင့်ပုံကျဲမှုပြုလုပ်တာကြောင့်အောင်နိုင်လင်းအသက်20နှစ်စန်းသေးအသက်30နှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်းလည်းသိရပါဗျာ။ စစ်ကောင်စီတဟာယခုအချိန်ဗကန်တွေလက်နက်ကြီးဖြင့်ရန်တမ်းပစ်ခတ်မှုများဒရုန်းပုံကျဲမှုများပြုလုပ်နေတာကြောင့်ပြည်သူများထိခိုက်ဒဏ်ရာရရှိမှုတိုက်စုံမှုများနေ့တိုင်းဆူတလို့ရှိနေပြီးလွန်ခဲ့သောနိုဝင်ဘာ17ရက်နေ့တွင်လည်းစစ်ကောင်စီတပ်၏ပစ်ခတ်မှုကြောင့်အရက်တာ2ဦးထိခိုက်ဒဏ်ရာရပြီးတဦးအသက်တိုက်စုံတွားကြောင်းလည်းသိရပါဗျာ။ ်ကော်မရှင်ကစတုံဘတ်ကိုနိုဝင်ဘာ16ရက်နေ့မနက်9:00နာရီခွဲအချိန်မှာလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။စတုံဦးလိုက်ကျေးရွာမှာလေရင်ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ထိခိုက်ဒဏ်ရာရတူနဲ့နေအိမ်များပျက်စီးဆုံးရှုံးမှုတွေရှိကြောင်းလည်းသိရပါတယ်။လွန်ခဲ့သောစက်တင်ဘာ29ရက်နေ့မှာလေစတုံမောင်စစ်ကော်မရှင်ဘက်ကလေရင်ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ၁၁ဦးအသက်သေဆုံးမှုရှိခဲ့ပါတယ်။ နာဆင်ခဲ့ကြတော့မိဘဗီတူများအားလုံးကိုစိတ်နှပြွှလန်းချမ်းမြေကြပါစီရှင်။